မမင်္ဂလာပါပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Greater English Unified က used to အသုံးပေါ့နော်လေ့ရှိခဲ့သည်ဆိုတဲ့အသုံးကိုအတူတူလေ့လာကြည့်ကြရအောင်ကျွန်တော်ရဲ့ channel လေးကနေ Greater Level 12နဲ့ပတ်သက်တဲ့အင်္ဂလိပ်စာသင်ခန်းစာတွေရယ်တခြားပြမကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင်ဥစွာ subscribe လုပ်ပေးဖို့မြတ်တရားခံပါစေ Okay ဒါဆိုရင်စကြရအောင် used to talking about the past အတိတ်ကအကြောင်းကိုပြောခြင်းပေါ့နော် understanding herbs and saturation in the past သူကဒီ used to ဆိုတဲ့အတုံးကအတိတ်တုံးကဖြစ်ခဲ့တဲ့အခြေအနေတွေအတိတ်တုံးကဖြစ်ခဲ့တဲ့အလေအထတွေကိုပြောတဲ့ tense မဲဖြစ်ပါတယ်ဒီအတိတ်တုံးကတော့လုပ်ခဲ့တယ်အခုမလုပ်တော့ဘူးဆိုတဲ့သဘောပေါ့နော် okay used to usage ကတော့ we use used to to talk about herbs in the past no no အတိတ်တုံးကဖြစ်ခဲ့တဲ့အလေအထတွေကိုပြောချင်တာအခုမဖြစ်တော့ဘူးဆိုတဲ့အဓိပ္ပာယ် past situation or states that have changed past situation ဆိုတာအတိတ်တုန်းကအခြေအနေတွေဒါ state that have changed ပြောင်းလဲသွားတဲ့အခြေအနေတွေကိုဖော်ပြခြင်းရယ်လေဒီ used to ကိုသုံးပါတယ်တဲ့အတိတ်တုန်းကအခြေအနေတွေအခုတော့ပြောင်းလဲသွားပြီဆိုတဲ့အကြောင်းပေါ့နော် Isabel ကြည့်အောင် I used to play soccer after school ငါကျောင်းဆင်းပြီဆိုရင်တဲ့ဒီဘောလုံးကစားလေးရှိခဲ့တယ်တဲ့ but I'm I don't play ပြရမှာ I don't play ပြရမှာ အခုတော့သူမကစားတော့ဘူးဆိုတဲ့အတိပဲပေါ့နော် but i don't play now အေးနှုန်းကတော့ကစားခဲ့တယ်သူအခုတော့မကစားတော့ဘူးလို့ပြောချင်တာဖြစ်ပါတယ် he didn't used to like coffee to coffee အဲ့လေးမရှိခဲ့ဘူးအခုတော့ but now she likes it အခုတော့သူအကြိုက်နေတယ်ဆိုတဲ့ပေါ့ပေါ့နော် did you used to live here မင်းဒီမှာနေလေးရှိခဲ့သလား because you know about this place a lot မင်းဒီနေရာအကြောင်းကိုအရင်သိလွန်းလို့ပေါ့အဲ့တော့ used to က တိတ်တုန်းကဖြစ်ခဲ့တာအခုမဖြစ်တော့ဘူးဆိုတဲ့အကြောင်းတွေကိုပြောကြည့်ရင်တုံးတာဖြစ်ပါတယ်။ Okay. Used to structure and tips. သူရဲ့ပုံစံကတော့ subject used to base verb ပါပဲ။ဒါ to try လည်းမဟုတ်ဘူး။ subject negative ဆိုရင်တော့ didn't used to ပြီး base verb ပဲ။ မေခွန်းဆိုရင်တော့ did sub subject used to ပဲဖြစ်ပါတယ်အဲ့တော့မှားရတဲ့အမှားကတော့ကျွန်တော်တို့သူ့ကို present နဲ့ရေးကြတာပဲဒါကမှားပါတယ်ခင်ဗျာကျွန်တော်တို့ကအများနဲ့ပဲ past နဲ့ရေးရမှာဖြစ်ပါတယ် i used to play football ငါဘောလုံးကစားသိရှိခဲ့တယ်အခုတော့မကစားတော့ဘူးဆိုတဲ့အိမ်ဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ပထမက subject used to verb subject didn't used to verb ပြီးတော့ did subject used to verb ဖြစ်ပါတယ် okay we read the following sentences when the qualifier of used to used to ရဲ့မှန်ကန်တဲ့ပုံစံနဲ့အောက်ပါဆုံးကြံများကိုပြန်ရေးပြပါတဲ့အဲ့ she not like vegetable when she was a child သူကလေးဘာတုန်းကကလေးတုန်းကထင်းနေတဲ့ကိုကြိုက်လို့မရှိခဲ့ဘူးအခုတော့ကြိုက်နေပြီဆိုတော့ဘုံဖြစ်မှာပေါ့နော်အဲ့တော့ she did not used to like vegetable when she was a child ဖြစ်ပါတယ် okay number 2 we can't believe she has failed the exam သူဆောင်ဝဲကြတယ်ဆိုတော့ဘုံလို့မယုံနိုင်ဘူး she used to work hard သူအရန်ကိုစာကျူးစားလေးရှိခဲ့တာ Okay, no. Number three, Susu not light mess. She was really bad at it. Okay, I'm gonna make the Susu so we don't present tense as well. You know, no. Susu didn't used to like math. She was really bad at it. Okay. What you do in the summer when you live in the country? Me to yama ni နွေဒီမှာဗာရီလုတ်ခဲ့တယ်လေဗာရီလုတ်လို့ရှိခဲ့တယ်လေ what did you used to do what did you do မဟုတ်ဘူး what did you used to do ဖြစ်ပါတယ် okay now fine you play tennis when you were at school မင်းကျောင်းနေတုန်းကထင်းတဲ့ကစားလေးရှိခဲ့သလားမေးဝဲဆိုတော့ did you used to play tennis ဖြစ်ပါတယ် question mark လေးပါနောက်တစ်ခု Mizu liked chocolate, but now she does not like it. Mizu ha huh? chocolate yan jekera kuro mchaido. Mizu used to like chocolate, but now she doesn't. She does not like it. Number seven, we live in a flood. When we were young, ngerunga dakanema nili shigera. We used to live in a flood when we were young. Okay, number eight, my aunt speaks Spanish, but she has forgotten it all. At all. ကျွန်တော်တော့ကစပိန်စကားပြောလို့ရှိခဲ့တယ်အခုတော့အားလုံးမေ့သွားပြီ my aunt used to speak spanish but she has forgotten it all ဖြစ်ပါတယ် so so not eat carrots but now he eats it so so ဟာမလာဘူးစားလေးစားထားမရှိခဲ့ဘူးခုတော့စားပြီ so so used to eat carrots but now he eats it 10 they go to the beach every summer when they were young သူတို့ငယ်ငယ်တုန်းကသူတို့ဟာနေရာဒီမှာကမ်းခြေကိုမြဲသွားလို့ရှိခဲ့တယ် okay တော်လေးရှိခဲ့သလားလို့တော့မေးခွန်းကြီးပြနော်ကျွန်တော်မေးခွန်းတော့ဖြစ်ကျွန်တော်ခဏပြန်လိုက်ဦးမယ်ဗျ အဲ့တော့သူကဒီမှာမေခွန်းဖြစ်ရမှာပါကျွန်တော်အဖြေဖြေထားမိလို့ပါ that they used to go to the beach every summer when they were young ဒီဒီထက်စရအဓိကကတော့အတိတ်တုန်းကဖြစ်ခဲ့တဲ့အကြောင်းအရာတွေအထူးသဖြင့်ငယ်ငယ်တုန်းကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုပြောတာပေါ့နော်ဒါကြောင့်မို့အတိတ်တုန်းကဖြစ်ခဲ့တာအခုလိုဖြစ်တော့ဘူးဆိုရင် used to နဲ့သုံးတာဖြစ်ပါတယ် okay အားလုံးဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ဆင်ပြေတီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝေမျှချက်ပေးပေးပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်ပါအပတ်မကြည့်ရင် channel လေးကို subscribe လုပ်ပြီးမြတ်တရားခံပြပါစေ bye bye